မောင်ချောနယ်အတွက်မနေနိုင်လို့ရေးတဲ့ကြပြအောင်ချင်မိုးရီရွာပေါ်အဲ့လိုမိုးရီရွာတုံးတနေ့မှာဖော်ဝေးဟာထွက်ခွာသွားပါတယ်အဲ့လိုမိုးရွာတုံးမှာပဲကိုလေးအောင်လဲထွက်ခွာသွားခဲ့ပါတယ်ခုတခါမောင်ချောနယ် ငငယ်ချင်းမောင်ချုံးတွင်နှစ်ပေါင်း30ကျော်ငါတို့ချီတက်ခဲ့ကြရာမှမင်းထွက်ခွာပါပေါ့သူဟာသူ့ကိုယ်သူရုပ်ရှင်မင်းသားဖြစ်မယ်လို့တကယ်ထင်ခဲ့တယ်အဲ့ဒါကြောင့်ငါတို့ရဲခဲ့ကြတယ်သူဟာငငယ်ချင်းတွေကို အမြဲမနာလို့ရှိခဲ့တယ်အဲ့ဒါကြောင့်လဲ ငါတို့ရယ်ခဲ့ကြတယ်သူဟာအများသိကြပါဆရာပေါ့ဒါပေမဲ့အဲ့ဒီထမကသူဖြစ်ချင်ခဲ့လို့ကြပြတွေအများကြီးရေးခဲ့တယ်ငါတို့ကြပြတွေအများကြီးဖတ်ခဲ့ရတယ်အဲ့ဒါလို့ရယ်စေကြပြတွေဖတ်ရစေတဲ့အဲ့ဒီနေ့မှာ ငါကပြားဟာရက်သွားတယ်။ငါဘာဆက်ရေးရမလဲ။ဟိုရှိရှိကစာဆိုတော်ကြီးတွေလိုငါကလောင်ကိုခဏချ နေတည်နေရနေရတယ်။အော်မောင်ချုံးနဲ့သူဟာအဆင်မပြေခဲ့ပါမတည်ငြိမ်မှုထဲမှာစောင့်တည်ရမရခဲ့ရပါ။ ဖန်ခွက်တစ်ခွက်နဲ့အရက်တစ်ခွက်တစ်ခွက်နဲ့သွေးတစ်ဆက်တစ်ဆက်နဲ့ဘဝတစ်ဆက်ဆက်ကတုံကရင်နဲ့ရင်းပယ်ခံရမှုနဲ့လှဲ့လေတောင်းခံရမှုနဲ့တကိုယ်လုံးထိုးအပ်လိုက်ရမှုနဲ့နောက်ဆုံးတော့ပါလျာတေးလေးတေးလေးအဆက်လေးတစ်ဆက် အဆက်တစ်ဆက်အဲ့ဒီအဆက်လေးတစ်ဆက်ထိကြပြားတွေရေးထွက်ခဲ့တယ်။အော်တငယ်ချင်းခုလဲမိုးတွေမဲလို့မိုးတွေရွာပေါ်တငယ်ချင်းတင်ရင်ကိုငိုးမှာပါဆိုတော့တငယ်ချင်းမင်းတီတော့ငါငိုးမထွက်ခဲ့ပါ ုံမဆုံငိုစရာတွေမဆက်မပြဲပဲငါတို့ဘဝတွေမှာငါတို့ရဲ့ပတ်ပတ်ဆက်ဆက်ဘဝတွေမှာအိမ်မှာပကြီကားတစ်ချက်တင်ပြတဲ့ခေါင်းတလုံးမဲအပူဝင်ကင်းစွာအိတ်ဆက်ပေးရစေရရင်းစရာပါတငယ်ချင်း ငိုစရာလဲပါပါလိမ့်မယ်လူငယ်လေးတယောက်မူလန်ရွတ်ပြတယ်မင်းတို့ပြောတော့ဆရာကြီးတခင်ကိုတော်မိုင်း꿰လွန်ပြီဆိုခုဘယ်မှာရှိတော့လို့တော့ ਨੇ ပြက်လုံးမှာဟုတ်ပါတယ်မောင်ချောနယ်မရှိတော့ပါအော်ငယ်ချင်းခုလဲ မိုးရေမဲလို့မိုးရေရွာပေါ်ရှင်နဲ့တဲ့အောင်ချက်